အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တော့ရွှေတုံဖျားတောင်မမုတ်ကဗီရင်ဆရာဆရာထူအောင်လာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ကျွန်တော်အိုးပိုင်ပိုင်လိုချင်တဲ့လူတွေအတွက်အိုးပိုင်ပိုင်ရစေဖို့ရေရာနီးလန်းကောင်းလေးဖြစ်ပါတယ်ထူးကြပါတယ်လိုက်လုပ်ကြည့်ပါနော်အဘမင်းစင်ကလည်းဒီရေရာကိုကိုယ်တိုင်ကိုကြလုပ်ပါတယ်ကျွန်တော်တို့လည်းညွန်ပြခဲ့ပါမယ်နော်အဘဆိုရင်အိမ်ဒီအများကြီးပိုင်ပါရင်ခင်ဗျာရေရာကတော့ဘာလဲဆိုတော့ကျွန်တော်တို့ရုပ်ကစိုးစင်လူရမှာပါ အဲ့တော့ယုတ်ကစိုးစင်မူပါယုတ်ကစိုးစင်ယုတ်ကစိုးစင်ဆိုတော့ညောင်ပင်တို့ဒါမှမဟုတ်တစ်ပင်ကြီးကြီးတို့ညောင်ပင်ဆိုရင်တော့ပူကောင်းတာပေါ့နော်အညောင်ပင်ရှာပါညောင်ပင်ကြီးကြီးကိုရှာပြီးတော့ယုတ်ကစိုးစင်လူပါအဲ့တော့စင်လေးတက်တက်ရဲ့ရဲ့ကျွန်တော်တို့ရိုက်ပေါ့နော်ရိုက်ပြီးတော့လူပါတချို့လုံထားပြီးသားစင်နေလည်းရှိတယ်အဲ့လိုလုံထားပြီးသားစင်နေကိုလည်းပဲကျွန်တော်တို့လှူလို့ရတယ်ပေါ့နော်အဲ့ဒါလူပါလူပြီးတော့ယုတ်ကစိုးဘူးကြီးကတော့ဗာကြိုက်လဲဆိုတော့ကျွန်တော်တို့ကောင်းကျင်းမောင်းကြိုက်ပါတယ်ကောင်းကျင်းမောင်းလေး နှမ်းတောင်လေးနဲ့နှမ်းတောင်များများလေးနဲ့ကတ်လူပါအဲ့တော့ရုပ်ကစိုးတွေလူခံတဲ့အချိန်ကတော့ကျွန်တော်တို့မနေ့၄နိုင်နဲ့၅နိုင်ချာဘူးเนาะအဲ့တော့ညညပိုင်းလည်းရပါတယ်เนาะညပိုင်းလည်းရတယ်เนาะဆိုတော့မိုးချုပ်နေရောင်ကြီးမလာခင်လင်းရောင်မလာခင်ပြုလို့ပါရုပ်ကစိုးစင်လူရင်းနဲ့လည်းကောင်းချင်းပေါင်းလူလို့ရပါတယ်အဲ့တော့ရုပ်ကစိုးစင်လူပြီးတော့ကျွန်တော်ညီမတို့အိုးပိုင်းပိုင်းလူချင်တယ်ပေါ့เนาะရုပ်ကစိုးပိုးပိုးကြီးကူညီပေးပါပေါ့ ုကဇိုးဘိုးဘိုးကြီးမကူညီနိုင်ဘူးဆိုတော့ကူညီနိုင်တဲ့ယုကဇိုးကြီးကိုကူညီတောင်းပေးပါကျွန်တော်တို့ကတော့အိုးပိုင်ပိုင်လိုချင်ပါတယ်အိမ်တလုံးကောင်းကောင်းလိုချင်ပါတယ်ဒါမှမဟုတ်အိမ်ဆောက်ဖို့ခက်ခဲနေတဲ့သူတွေဆိုရင်လည်းပဲကျွန်တော်တို့အိမ်ဆောက်ဖို့ခက်ခဲနေပါတယ်အိမ်အမြန်ဆုံးစောက်ချင်ပါတယ်စသည်အားဖြင့်အဲ့လိုပြောပြီးဆူတောင်းပါအဲ့တော့ဒီဘိုးဘိုးကြီးကမကူညီပေးနိုင်ဘူးဆိုရင်ကူညီပေးနိုင်တဲ့ဘိုးဘိုးကြီးကကူညီပေးပါလိမ့်မယ်ခင်ဗျာအဲ့တော့အားလုံးပဲအိုးပိုင်ပိုင်ရအောင်အခုကျွန်တော်ပြောပြတဲ့နီလာနေကိုလှုပ်ကြည့်ပါအိုးပိုင်ပိုင်ရပြီဆိုတော့ကျွန်တော်ကိုမုံဝင်ကြွေးပါ တေချာပေါ့ရပါလိမ့်မယ်ဗျာလှုပ်ကြည့်ပါနော်